မင်္ဂလာညချမ်းပါ2025ခုနှစ်ဇွန်လ9ရက်နေ့ Radio Energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဥမုံပါဓမ္မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ Energy နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးမိုးကျော်ဦးနဲ့ဆွေးနွေးကမ်းကို Real Vice Channel မှထုတ်လွှင့်မဲ့သတင်းဖြစ်ပါတယ် Energy နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမိုးစုံနဲ့ဆွေးနွေးကံကို VFI Channel မှထုတ်လွှင့်ပြီးဖြစ်ကြောင်းသိရပါတယ်။ဆွေးနွေးကံကို ဇွန်လ17ရက်မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။ NGO နိုင်ငံခြားရေးဥက္ကဋ္ဌဌာနဟာလွတ်လပ်တက်ကြွပြီးဗမ်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်မြူးတော်လေးတွင်တပ်တမန်ကြီးရာမျက်နှာစာမှာပါဝင်လျက်ရှိပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့မွန်ပြည်နယ်စီရီယမ်နိုင်ငံဝင်နှင်းများကောင်စီကဥဆောင်ကျင်းပတဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု Security Sector Reform SSR Webinar အောင်မြင်စွာကျင်းပပြီးစီးတဲ့တွင်ဖြစ်ပါတယ်။မွန်ပြည်နယ်စီဒီမ်နိုင်ငံဝန်ထမ်းများကောင်စီကဦးဆောင်ပြီးစီဒီမ်နိုင်ငံဝန်ထမ်းများ၏လုပ်ငန်းဆွမ်းဆောင်ရေးတိုးတက်မြန်မာလာစေရန်အတွက်စင်တစိုက်ဂျူပန်ဆောင်ရွက်လျက်ရှိရာလုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု Security Sector Reform SSR Webinar ကို၃ချိန်ခွဲပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။ကောင်စီဥက္ကဋ္ဌဖွဲ့ဝင်များနဲ့ကောင်စီဝင်များ မိဘဒေတာခြေပြုစီရမ်ဖွဲ့စည်းများမှတာဝန်ရှိသူများနဲ့ခြားဒေတာများမှစီရမ်နိုင်ငံဝင်နဲ့ဥယေ120တက်ရောက်ခဲ့ကြပါတယ်။ဆိုပါဝက်ပနာတို့နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်ကိုဖိတ်ကြားပြီးလုံခြုံရေးခန္ဓာပြုပြင်ပြောင်းလဲမှုရပ်သားထိန်ချုပ်မှုအောက်တွင်လုံခြုံရေးတပ်ဖွဲ့များထားရှိမှုမြူသားလုံခြုံရေးကောင်စီဖွဲ့စည်းထားရှိမှုစသည့်အကြောင်းအရာများနဲ့အခြားနိုင်ငံတကာမှဖြစ်စဉ်များကိုရှင်တွဲလေ့လာမှုများပြုလုပ်ခဲ့ပြီးဝက်ပနာအစီအစဉ်ကိုအောင်မြင်စွာရပ်နာခဲ့ပါတယ်ရှင်။ ဝေါ်ရက်ကော့တင်မီဒေါ်ဆန်းစုကြည်မွေးနေ့ဆူတောင်းဗီဒီယိုများ9000ကျော်သားရရှိသေးတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်ရော်ရခော့တင်မဲ့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းဗီဒီယို9000ကျော်သားရရှိသေးတယ်လို့စုအိတ်တီကမ်ပိန်းကကြေညာပါတယ်။ဇွန်လ10ရက်နေ့အထိဗီဒီယို9330သားရရှိသေးကြောင်းနဲ့မေဆုရဲ့80ပြည့်နှစ်မွေးနေ့အတွက်မွေးနေ့ဆူတောင်းဗီဒီယိုများပေးပို့နိုင်ရန်လည်းတိုက်တွန်းထားပါတယ်။ မေမွေးနေ့စုတောင်းစုစုပေါင်း၈000ကိုစုဆောင်ပြီး World Record ကိုတင်သွားမှာဖြစ်ပြီးတော့အချိန်၁၁ရက်တွင်မှစုဆောင်မှာဖြစ်ပါတယ်။ပြည်ပမိသူများဟာ Happy Birthday နဲ့စတင်ရမှာဖြစ်ပြီးစုဆိုတဲ့စကလုံးပါဝင်ရမည်ဖြစ်ကအချိန်စက္ကန့်30ထက်မပိုရဘူးလို့သတ်မှတ်ထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်သက်80ပြည့်အထိမ်းအမှတ်စူပေါင်းလမ်းလျှောက်ပွဲ UK နိုင်ငံမှာကျင်းပတဲ့သတင်းဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်အသက်80ပြည့်အထိမ်းအမှတ်စူပေါင်းလမ်းလျှောက်ပွဲ UK နိုင်ငံမှာကျင်းပခဲ့ပါတယ်။ ကနာဒိုဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့ NUG စီးပွားရေးနဲ့ကုတန်ရောင်းဝေဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်ခင်မမမျိုး UK ရောက်မြန်မာအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ်။မေစုအသက်80ပြည့်ထိမ့်မတ်စုပေါင်းလမ်းလျှောက်ပွဲအစီအစဉ်ရာ ပါလီမန်ရှေ့ဟောပြောမှုများပြုလုပ်ခဲ့ပြီး Green Park သို့ဆက်လက်လမ်းလျှောက်ကြီးတက်ခဲ့ကြပါတယ်ရှင်။ဒီအုပ်စုရဲ့မြန်မာပြည်တွင်ဝင်ရောက်ဆွဲဖက်နေမှုများကိုကန့်ကွက်ကြောင်း ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ကံကွက်စာကိုတရုတ်တန်ယုံတို့ပေးပို့တဲ့တဲ့ရင်ကိုလည်းတင်ပြပေးပါမယ်။တရုတ်ဆိုရရဲ့မြန်မာပြည်သူရင်ဝင်ရောက်ဆွတ်ဖက်နေမှုများကိုကံကွက်ကြောင်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ကံကွက်စာကိုတရုတ်တန်ယုံတို့ပေးပို့ခဲ့ပါတယ်။တရုတ်ဆိုရရဲ့မြန်မာပြည်သူရင်ဝင်ရောက်ဆွတ်ဖက်နေမှုများနဲ့မတရားအနာသိဂျပန်စစ်တပ်ကိုအားပေးထောက်ခံကူညီနေမှုများကိုချက်ချင်းရပ်တန့်သွားဖို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကဇွန်လအတွင်းကံကွက်ဆန္ဒပြခဲ့ကြပါတယ်။တိုကျိုအိုဆာကာ နာကူရရှီဇူအခမြို့ကြီးတွေမှာလည်းလာလူတပြိုင်တည်းထက်ကက်ကွက်ဆန္ဒပြခဲ့ကြပြီးတရုတ်ဆိုရအနေနဲ့ EO နဲ့တော်လန်အင်အားစုများပေါ်အလွန်ကျုံဖိအားပေးနေမှုများရပ်တန့်ရန်ဂျမစစ်ကောင်စီအလေးသာစေမည်မြမပြည်တွင်ဝင်ရောက်ဆွတ်ဖက်မှုများကိုရပ်တန့်ရန်ဂျမစစ်ကောင်စီကိုအားပေးထောက်ခံကူညီမှုများရပ်တန့်ရန်နဲ့မြမပြည်သူတွေရဲ့ဆန္ဒကိုလေးစားလိုက်နာရန်ကန့်ကွက်တောင်းဆိုခဲ့ပါတယ်ရုပ်တန်ရုံကိုလိမ့်မှုပြီးဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ကန့်ကွက်စာကိုလည်း၆လပိုင်း၆ရက်နေမှာပေးပို့ခဲ့ပါတယ်ရှင်။ စပေးဆောင်ပြည်သူတထောင်ကျော်၏မိုးရင်းကာလတွင်ပုံမလုံးကျုံစွာဖျက်ဆန်းနိုင်စေဖို့မိုးဥပံအမည်နဲ့ကမ်ပိန်းစတင်တဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။စပေးဆောင်ပြည်သူတထောင်ကျော်ရဲ့မိုးရင်းကာလအတွင်းပုံမလုံးကျုံစွာပြတ်တန်းနိုင်စေဖို့မိုးဥပံအမည်နဲ့ကမ်ပိန်းစတင်လိုက်ပါရယ်။ဒီကန်းကောင်စပေးဆောင်ကူညီရေးအနေနဲ့ရာသီဥတုခြေနှင့်လမ်းပတ်ဆက်သွယ်ရေးအလူရှင်ရှားပါမှုစတာတွေကြောင့်မိုးရာသီအတွက်ကြိုတင်မစုဆောင်ထားရင်အတော်လေးဒုက္ခရောက်ရတယ်ဆိုတာရှေ့လေးနှစ်မှအတွေ့အကြုံများကသက်သေပြနေပါရယ်။ ဒါကြောင့်ကျွန်တော်တို့တူတူဖြတ်တန်းခဲ့ရတဲ့ boring ခက်ခဲတွေဒီနှစ်မှာထပ်မကြုံရဖို့စံနဲ့မိုးကများဂျိုတင်စုဆောင်းနိုင်ရန်အတွက်မိုးပန်အနေနဲ့စတင်လိုက်ပါတယ်။သင်ရဲ့ပါဝင်ကူညီမှုတစ်ခုစီတိုင်းဟာနေရရှောင်ပြည်သူတို့အတွက်မိုးရင်းတစ်လျှောက်စာနေအခါဖို့လုံစေပြီးမိုးတဲ့အေးဒံမှကာကွယ်ပေးနိုင်တဲ့မိုးကများကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်လို့ဆိုပါတယ်။ကမ်ပိန်းကိုဇွန်လ10ရက်မှဇူလိုင်10ရက်အထိစံတပြည့်9000ကျပ်စံတအိတ်3000ကျပ်မိုးကတစ်ချက်7000ကျပ်နှုန်းဖြင့် စစ်ပေးဆောင်ပြည်သူတထောင်ကျော်၏မိုးရင်းကာလတွင်ပုံမလုံးချုံစွာဖျက်ဆန်းနိုင်စေဖို့အတွက်ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။ပါဝင်ကူညီရတဲ့အတွက်လုံခြုံစိတ်ချစွာထောက်ကူနိုင်တဲ့ SCF မှမိုးပန်ကမ်ပိန်ပုံလီနာမှရှိတဲ့ Donate Club ကိုနှိပ်ပြီးပြည်သူ့ဘတ်တော်သားဘဏ်ဖြစ်တဲ့မြေဥပန် Sprint Development Bank တုံးပြီးမြန်မာငွေကျပ် currency ဖြင့်အနည်းဆုံး9000ကျပ်မှစတင်ပြီးလုံခြုံစိတ်ချမြန်ဆန်စွာအားဖြစ်ပေးနိုင်ပါရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့42ကြိမ်မြောက်နယူးလူဖေးဝိုင်းမီတာစုမှအမေရိကန်ဒေါ်လာ12000ကျော်ရရှိတဲ့သတင်းဖြစ်ပါတယ်။နယူးတလင်းနဲ့မြန်မာပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကပံ့ပိုးနေတဲ့42ကြိမ်မြောက်နယူးလူဖေးဝိုင်းမီတာစုမှအမေရိကန်ဒေါ်လာ12000ကျော်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ဖူရီထိုးစစ်ဆိုတဲ့အခြေအနေတွေလည်းကြားနေရတယ်ဆိုတော့ Titan နဲ့ရွေးတခုရရှိစေရန်နယူးတလင်းအားစုတွေအကောင်စုပေါင်းလုံခြုံကြရင်ဖြင့်အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် တိုင်းသားများပါဝင်အားစုအားလုံးပူပေါင်းဆောင်ရွက်ကြစီလိုတယ်လို့အားလုံးကိုတောင်းဆိုလိုတယ်။မျိုးလဖိတ်ဝိုင်းထောက်ပို့များအနေနဲ့လည်းတက်နိုင်တဲ့ဘက်ကနေကြိုးစားသွားကြမှာဖြစ်ပါတယ်လို့မျိုးလဖိတ်ဝိုင်းမိသားစုမှတာဝန်ခံတဦးကလည်း Radio NUG ကိုဖြေကြားပါတယ်။ဒါအပြင်ချက်ပြုတ်လူဒန်းပေးသောလူရှင်များ၊ဝေသာလူရှင်များ၊ပင်ရောင်းချလူဒန်းသောမိတ်ဆွေများ၊ဝယ်ယူအားပေးသောမိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။မျိုးလဖိတ်ဝိုင်းမိသားစုမှာ မရိကဆန်ဖရန်ဘေးအေရီးယားတွင်အပတ်စဉ်အစားအစာများချက်ပြုတ်ရောင်းချပြီးထောက်ပို့ကူညီနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ပါကီမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။